လူတယောက်ဟာသူများအလှလူတာကိုတားမြစ်လို့ရှိရင်တဲ့အန္တရာယ်၃မျိုးလောက်ထာရောက်တယ်ပေါ့သူ့ဘာသူလှူတာကိုလည်းမဆိုင်လက်ထာဒီ၃မျိုးကိုအန္တရာယ်ပြုတ်အရောက်တယ်ဘာလဲလို့ဆိုလို့ရှိရင်နော်အလှူတာရဲ့ကကုသိုလ်ရဖို့အတွက်အန္တရာယ်ဖြစ်တယ်လှူတဲ့လူကသူကသွားဟန်တာလို့မလှူနဲ့လို့ပြောသည့်အတွက်ကြောင့် ုသိုရရမှမရတော့ဘူးခဲ့အဲ့ဒါကြောင့်မို့လို့သူများလှူတာကိုတားမြစ်မယ်ဆိုလို့ရှိရင်တဲ့ဒါယကာရဲ့ကုသိုလ်အန္တရာယ်ကိုလည်းသူလောက်ရရောက်တယ်ကုသိုလ်ကိုအန္တရာယ်ပြုတာတားဆီးတာလည်းဖြစ်တယ်ပုံညာတရေလို့ခေါ်တာပေါ့နော်ကုသိုလ်ရရမှမရတော့ဘူးကုသိုလ်ကောင်းမှုရဲ့အန္တရာယ်ဖြစ်သွားတယ်ကုသိုလ်ပဲဖြစ်တယ်နောက်တစ်ခုကဘာရောဆို အလူကံပုဂ္ဂိုလ်အတွက်ရရမဲ့ပစ္စည်းမရလိုက်ဘူးဆိုသူ့ကိုလည်းပဲလာဘန္တရေသူရရမဲ့ပစ္စည်းအတွက်အနိယေလုံးလိုက်တာပဲတဲ့ဒါဟုတ်အလူကံပုဂ္ဂိုလ်အလှူတဲ့ပုဂ္ဂိုလ်ကဒါရကကကုသိုလ်ရရမှာမရတော့ဘူးအလူကံပုဂ္ဂိုလ်ကလည်းပစ္စည်းရရမှာမရတော့ဘူးဟုတ်အလူကံပုဂ္ဂိုလ်ကိုလည်းကုသိုလ်မဖြစ်အောင်အန္တရာယ်ပေးလိုက်တာ ਨੇ တူတူပဲတဲ့ လူခံတဲ့ပုဂ္ဂိုလ်လည်းပဲပစ္စည်းရရမှမရအောင်အနေရပြုတာနဲ့အတူတူပဲတဲ့မြတ်စွာဘုရားဒါမျိုးငါဘယ်တော့မှမလုပ်ဘူးနောက်ဆုံးမှာသူများလူတာကိုခန္တာတဲ့ပုဂ္ဂိုလ်ဟာတဲ့မဟာတာခင်ကလေးကသူ့ရဲ့စိတ်ယုံမှာကြောင့်မို့လို့သူများလူတာသူကသူလူတာပဲလေအဲ့တော့မလိုမုန်းတာတဲ့စိတ်နဲ့ဟန်တာတာဖြစ်သွားတာ ဖြစ်သွားတော့မဟာတားခင်ကလေးကသူကခုနက ကောင်းမှုရဲ့အန္တရာယ်မဖြစ်ခင်ရရှိမဲ့ပစ္စည်းလန်လာပါရရှိမဲ့အန္တရာယ်ကို မပြုတ်ခင်ချွတ်တင်ပြီးတော့သူ့ရဲ့ဂုံတိတ်ခါလေးသူဖြက်စီးပြီးသားဖြစ်သွားပြီဒီလိုဆိုလို့လေနော်အဲ့တော့ရသဗျာဆုလို့တာကသူများလှူတာကိုမလှူနဲ့လို့တားတဲ့ပုဂ္ဂိုလ်ဟာ ဒီအချက်၃ချက်ကိုသူ့မှာခြိကိုက်နှိမ့်နှံမှု၃ခုသူလုံးတဲ့အလုပ်ကြောင့်ဒါရကမှာကုသိုလ်ရရမှာမရတော့ဘူးအလူကံပုဂ္ဂိုလ်ပစ္စည်းရရမှာမရတော့ဘူးသူ့ကိုယ်တိုင်မှာကိုယ့်ရဲ့ဂုံတိတ်ခါကိုကိုယ့်အကူဖြတ်စည်းပြီးသားဖြစ်သွားပြီတဲ့၃ခုဒီလို၃မျိုးအတွက်အနေဖြစ်သွားတယ်လို့ပြော ဒါကြောင့်မို့လို့အလှူဒါနနဲ့ပတ်သက်ပြီးတော့တရိษံပဲကျွေးကျွေးလူကိုပဲပေးပေး